ောင်းဆောင်နေမှာမီယိုကလာကမှာကျွန်တော်ကတူရတွေ့ရလိမ့်မယ်။ဘာလဲဆိုတော့အသက် အသက်กว่าဟိုအသက်กว่าရတော့ကြောင့်မလို့ရုပ်ရုပ်ကအရင်กว่าသွားပြီပေါ့နော်။ကျွန်တော်ကတော့အဲ့တခုလေးပဲစိုးရင်တာပေါ့။မောင်မောင်လက်ကငါနဲ့အိမ်အောင်ပြုတ်မဲ့သူ။ဒီပုံစံမျိုးနဲ့ဘလို့လို့တင့်တယ်မှာလဲ။နောက်ပြီးငါမမေတိသွားရင်ရောကောင်းမှာမလား။အရင်စူးစမ်းခဲ့လို့ပြောလို့ရတယ်။တိုးပေမဲ့ ခု terms and condition နဲ့ပြန်ကြည့်မယ်ဆိုရင်တို့ idea ဘယ်လိုလုပ်ရလဲကွာဆိုရင်ဖြစ်မှာလဲကျွန်တော်ဆိုရတယ်ဘာလို့လဲဆိုတော့ဆောင်းပြောလို့ပဲငွေခဲ့တဲ့ဘယ်နှခုနဲ့ကရိုက်ထားရလဲဆိုတော့အဲ့အဲ့လေးတော့စိတ်တမှာတွေးမိရပါတော့တော်ဝင်သွေးနဲ့မှရောကျင်ရတယ်လို့ရှစ်သားကိုရှစ်လိုပဲနှက်ကတော့လုတ်ခိုင်းပါဘာနေတို့ကမြန်နေကြရတယ်နဲ့လွယ်ဦးကြနေရဆိုတော့ဒါကျွန်တော်ရဲ့အဲအိမ်မလို့ပြောလို့ရပါကျွန်တော်ကြားချင်တဲ့စကားတစ်ခုပဲပြောမှာဟိုရင်เนี่ยကျွန်တော်က အဓိကရည်မှန်းချက်ကျွန်တော်ရဲ့ goal ကလည်းဒါပဲလေစေတမားဆိုစေတမားအားဆိုင်ကားဆိုင်ဆိုင်ကားဆိုင်ကားအဓိကနေထုပ်ပြောက်သွားမှာပဲအဲ့ဒီအဲ့ဒီအဲ့ဒီနေသူစနေသူဝင်ဦးမဲဆိုဦးမဲအဲ့လိုလိုဝင်သွားမှာပေါ့နော်ပထမဆုံးအနေနဲ့ဒါ psychology တူလကဖြစ်တယ်ပေါ့နော်ကျွန်တော်ကကျွန်တော်ကိုယ်တိုင်လည်းအဲ့လို slow burn ကကြိုက်တယ်တရေချောက်လို့ရှိရင်လည်းပြုံပြန်အဲ့လိုမျိုးချောက်တာတစ်ခုပုံစံလို့ရှိရင်ချိန်ယူပြီးတော့မှ ဒါဒါဒါကြောင့်ဒီလိုခြောက်ရတာဟုတ်ဆိုကာမျိုးပိုးချက်တယ်ပေါ့နော်အဲဒါကြောင့်မလို့အခုဒီစကားကလည်းအဲ့လိုစကားမျိုးလေးအာပြင်သစ်တွေကြည့်လို့ရှိရင်လည်းနောက်ဆုံးကပြန်ကြည့်ပြီးတော့မှအာသောပေါ့ဝီသောပေါ့ဆိုတော့နောက်မှကလူလေးပြန်ပတ်ထားရတယ်ကွာအဲ့လိုပြင်သစ်တွေလည်းဒါဟို psychology တူလို့ဆိုမျိုး score ဆက်စစ်နေတာပေါ့ဆိုတော့အစ်စ်မတကယ်ကူးဟာဟိုဟာဟာတာတွေဘာလို့မပါမနေဘူးတကယ်ကိုတကယ် horror thriller mood အပြည့်ထည့်ထားတဲ့စကားမျိုးလေးပေါ့ကျွန်တော်လည်းစောရေးတဲ့အမှုကဟိုတစ်ခါတစ်ခါဆိုမတူတဲ့ character မျိုးလေး အဲ့လိုချင်တာပေါ့ပေါ်ထွေးလို့ချင်တာပေါ့အဲ့လိုကြောင့်မလို့ဒီလိုမျိုးတကန်းလိုက်တဲ့ချိန်မှာချက်ချင်းပဲကြိုက်မယ်ဘာလို့ဆိုတော့ဒီဒီဒီ native range ဆိုတဲ့ဇာတ်ရေးဆရာကလေးကလည်းပုံမှန်တမျိုးချက်ဇာတ်ရေးဆရာမဟုတ်ပြင်ဘူးကျွန်တော်လေးစိတ်ဝင်စားဖို့ကောင်းသူ့ဘုရဲ့ဘုရားအကြောင်းတော့ပေါ့နော်ဆိုတော့အဲ့ကျွန်တော်ကျတော့စဉ်းစားရတယ်ဆိုတဲ့ဘာကိုဘာကိုကြည့်လဲဆိုတော့อืมကိုဒီဒီဆက်ဆက်ပါတော့ကိုဒီ challenge တခုကဘယ်လောက်ထိ Oh sorry ကိုဒီ character တခုကဘယ်လောက်ထိ challenge ခေါ်နိုင်မလဲဘယ်လောက်ထိ challenge ဖြစ်နိုင်မလဲပေါ့အဲ့တော့ကျွန်တော်တွေးပြီးတော့မှ အဲလုတ်ပြီးရောငါပြောမယ်ကိုကို profit ရမှာလားအဲအဲ့လိုပေါ့နော်ကျွန်တော်ဘယ်လိုလုပ်နိုင်မလဲအဓိကကိုကို challenge ခွန်နိုင်လို့ရှိရင်ကျွန်တော်ပို့လို့ရှိနေအဲ့ဘက်ကိုပို့ပါတယ်အာနေတော့မြန်မာ character နဲ့လွယ်ဦးကြနေရဆိုတော့ဒါကျွန်တော်ရဲ့အဲအိမ်မလို့ပြောလို့ရပါကျွန်တော်ကြားချင်တဲ့စကားတစ်ခုပဲပြောမှာဒီဟိုရင်နဲ့ကျွန်တော်ကအဓိကရေမှန်းချက်ကျွန်တော်ရဲ့ goal ကလည်းဒါပဲလေစေတမဆိုစေတမအားဆိုင်ကားဆိုင်ကားဆရာအဓိကနေထုတ်ပြောက်သွားမယ် အဲ့ဒီအဲ့ဒီအဲ့ဒီနေသူစနေသူဝင်ဦးမဲဆိုဦးမဲအဲ့လိုလိုဝင်သွားမှာပေါ့နော်စူးစမ်းပြီးတော့အဲ့လိုမျိုးကိုယ့်ကိုမသိမှတလည်းအဲ့တော့လောက်လောက်တယ်ပေါ့နော်ဟာပြိတ္တရာသိရပါတော့အဲ့လိုကျွန်တော်ကဝမ်းသာပါတယ်စကားကိုရင်ပြီးစလဲကြည့်ရမှာနဲ့တခြားလေးသဘောသတိထားပြီးကြည့်ရဆိုတော့သိရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ရင်ဝမ်းသာတယ်ဒီကားမှာဆိုလဲကျွန်တော် character တစ်ခုပေါ့တိတိကျကျလေးကိုကျွန်တော်စဉ်းစားထားတယ်ပေါ့နော် confirm မဖြစ်သေးဘူးဆိုရင်တော့တခြားလေးစဉ်းစားရပြည်သက်ဒီကအခြေအနေနဲ့ကျွန်တော် change တော့တွေ့ရမှာပါ fake character ဒီကောင်ဘာဖြစ်နေလဲဟာဆေးကြောင်လားဘာအဲ့လိုဖြစ်ဖြစ်မှာလဲဒီကလည်းဒါတင်းတော့မှာပေါ့နော်ဆိုတော့အဲ့လေတကယ်ဝမ်းသာပါဘာလို့ဆိုတော့ကြာပြီရောအဲ့ထားလည်းတော်တော်ကြာပြီ10မိနစ်လား9မိနစ်လားအဲ့လိုရှိဆိုတော့ finally ပေါ့နော်ကျွန်တော်လည်းတော်တော်လေးကိုတက်တယ်လက်ကြီးကုန်တယ်အဲ့ဒီတော့ကတရုတ်ဆောင်မှုနဲ့သူ့လည်းဆိုရတော့တော်တော်ကွာတော့ဗောဟေးပါတာဗောအဲ့တော့ကျွန်တော်ရဲ့ပထမဦးဆုံး ကာရက်တာတွေကိုစပြီးတော့လေ့လာတဲ့အဆင်မရှိသေးဘူးဟုတ်လားအဲ့တော့ဒီလိုမျိုးကာရက်တာကငါဘယ်လိုမျိုးတုပ်ဆောင်ရင်ကောင်းမလဲတွေပါစဉ်းစားရတဲ့အဆင်တော့မီးဝေးပဲအဲ့တော့ကျတော့ဒီလိုကာရက်တာတွေတော့ရှိပါလားဆိုပြီးတော့လေ့လာနေတော့အဆင်မရှိသေးဘူးအရင်ကအဲ့ကာရက်တာလေကျွန်တော်ကပြောရမယ်ဆိုရင်လည်းဇလန်းခုလုံးပြီးရောမှလည်းကျွန်တော်ကြောက်တယ်ဘာသာသူသူ့ရဲ့ character နည်းနည်းဖွက်ထားတာလေးရှိတာပေါ့နော် high high လောက်ထားတာလေးရှိတော့ကြမှာပေါ့အကွာတအားပြောလိုက်လို့ရှိရင်ကြတော့ စကားမကြည့်ဘဲနဲ့ဇလန်းချောင်းကြည့်သွားမှလည်းစိုးရပါတော့။အဲဒါကြောင့်မလို့ကာရက်တာလေးလည်းအဲ့ကလည်းအမှန်တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။အဲကျွန်တော်ရဲ့ပထမဆုံးအဲ့လိုမျိုးလုပ်မယ်။အေးပေါ့ဆက်လာပြောလို့ပေါ့နော်။စွန့်စွန့်နဲ့ရိုက်ထားတဲ့ခါလေးလည်းဖြစ်တယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့အားပေးရပါဘော။မီယိုခလာကားမှာကျွန်တော်ကတူရတွေ့ရလိမ့်မယ်။ဘာလဲဆိုတော့အသက်အသက်กว่าဟိုအသက်กว่าရတော့ကြောင့်မလို့ရုပ်ရုပ်ကအရင်กว่าသွားပြီပေါ့နော်။ကျွန်တော်ကတော့အဲ့တခုလေးပဲစိုးရင်တော့ပေါ့။ပြီးတော့ well အဲ့အဲ့အချိန်မှာ 調査れそれအရင်調査ခဲ့လို့ ပြောလို့ရတယ်။ဒါပေမဲ့အခု terms and condition နဲ့ပြန်ကြည့်မယ်ဆိုရင်အာနေတော့အရင်ကဘယ်လိုကြီးလဲကွာဆိုရှင်းမှာလဲကျော်ဆိုရတယ်။ဘာလို့လဲဆိုတော့ဆောင်းပြောလို့ပဲအာချက်ချက်လေးတော့လုံးမှာပဲကျွန်တော်ကတော့ငွေခဲ့တဲ့ဘယ်နှခုနဲ့ကရိုက်ထားရလဲဆိုတော့အဲ့အလေးတော့စိတ်ထဲမှာပြင်းပြရပါတော့။ဟုတ်တာပေါ့။အများကြီးကွာဆိုတော့ငယ်ငယ်လေးပဲရှိတယ်လေ။ငယ်တဲ့ပြုံမှဘုံမယ်ဟမ် မလေးမလေးနေတဲ့အငယ်တဲ့မျိုးမှာကွာဟို experience ကလည်းဘယ်တော့မှမရှိသေးဘူးလေအဲ့တော့ကတက်မလားအရင်နဲ့ identity လောက်ပြီဆိုရင်အတွေ့အအရင်အဲ့လိုနက်နေတာမျိုးလည်းမဟုတ်ဘူးเนาะဆိုတော့ဒီဒီကစားပွဲစလန်းနေမှာလောရတဲ့ဟာတော်တော်လေးကို training တော်ရပါတယ်ဟုတ်အခုကျွန်တော်ကတော့ series တွေတော့ရိုက်ထားပါเนาะ series တွေမှာလည်း character မတူတဲ့ဟာတွေလည်းရိုက်ထားပါတယ်အခုကတော့ဒီအိမ်နံပါတ်ကာကြီးမျိုးဆောင်ကိုဆိုတဲ့ဟာလေးကိုရိုက်တော့မှာပေါ့เนาะ ျွန်တော်ထင်တာပြောမယ်ဆိုရင်ဟာဒီဟာကျွန်တော်တို့တော်တော်ခက်ခဲဟုတ်လားဆိုတော့ကျွန်တော်ပုံမှန် interview မှာဆိုလို့ရှိရင်ပြောမိနေပြီအာကျွန်တော်ကျွန်တော်ဘာတွေဘာပြင်ဆင်တာဘာတွေဟိုစကားပြောဘယ်လိုပြောမှာပြင်ဆင်တာဘာတွေသဘင်ကဘယ်လိုအမှန်တမ်းပြောရင်ဒီဟာနည်းနည်းလေးအခုဒီ confirm ဖြစ်သေးဘူးဖြစ်နေတယ်တဘောမှာဝမ်းမနေဘက်ဘက်ကရဲ့တော့ကျွန်တော်စိတ်ထဲမှာအခုဒီအရင်မရသေးဘူးဖြစ်နေတယ်အဲ့လိုပေါ့နော်ဆိုတော့အဲ့အရာတွေကိုကျွန်တော်စိတ်ပူတာတော့မဟုတ်ဘူးဒါပေမဲ့ confirm မဖြစ်သေးဘူးနော်အရင်ရင်းချက်တဲ့ အရင်လွင့်ပြီးတော့မှပြီးတော့ပရလောကအကြောင်းရေးတဲ့ဇာရေးဆရာတယောက်အမိလဲကြတော့အပြစ်မှာအကြုံမှုဖြစ်အဲ့တော့ဆိုဘလို့စကားပြောရဲလူတရားကိုကြည့်လို့ရှိရင်ဘလို့ကြည့်လဲပေါ့အဲ့ဒါကိုဘလို့ကြည့်လို့လဲလေးလာတော့ဘူးမနော်အချိန်လည်းမရှိတော့ဘူးအဲ့ဒါအဲ့တော့ကြောင့်ပေါ့ဟုတ်ကဲ့အဲ့တော့ကိုယ်ကတည့်ရတဲ့ဗန်မြင်ဘူးပေါ့တော့ဟုတ်ကဲ့ဟိုတဲ့ဟိုကလည်းတဲချောက်ကံဘူးတဲချောက်ကံဘူးတည့်ရတော့အဲ့လိုမျိုးမမြင်ဘူးအာတည့်ရတော့မကြောက်တော့ဘူးတည့်မကြောက်တတ်လို့ တွန်းတာဖြစ်တယ်ဘယ်လိုကြောက်ဖြစ်လဲအဲမကျွန်တော်အဲ့လိုမျိုးသေးပါတယ်မကျွန်တော်ဒေါကူမန်တရီကြည့်တာရမ်းများတာဟုတ်အဲ့လိုဆိုတော့ပိုကိုတိုင်လည်းဒီကင်မရာတလုံးနဲ့အမြဲတမ်းရှောက်ရိုက်နေတယ် edit set နဲ့တူတူအနေနဲ့ကြတော့အမ် you know အဲ့လိုမျိုးသေးပါလားဟိုအရင်သေးရှိရဲဆိုရင်အဲသွားရအောင်ဒါကြီးအဲ့လိုပေါ့အဲ့လိုလူမျိုးပေါ့ဟိုဘက်လက်ပြန်အောင်ဆိုတော့ကျွန်တော်ကျော်သွားကျင်တယ်အဲ့လိုမျိုးသေးချောက်ခံတဲ့ experience ကတော့တော်တော်လေးနည်းတယ်ဒါပေမဲ့ပြောကြပါဘောနော်ဟိုဘုန်းကြီးကျောင်းမရပါဘူးဆိုလို့ရှိရင်လည်း အာတခါလေးကြည့်ချင်ဖုန်းပြမယ်လို့ပါအဲ့လိုကြည့်ရရှိတယ်။အဲအဲ့လိုမျိုးပြောဖို့ရအဲ့ညာလေကျွန်တော်အဲကြည့်မယ်ကြည့်မယ်လို့နော်။ဒါပေမဲ့အမေလည်းပြပြဖြစ်တဲ့အချိန်ကိုမျောခဲ့လို့နော်။ကျွန်တော်ကကျတော့အဲ့လိုမျိုးဘယ်လိုမျိုးကွာကျွန်တော်တမတ်တက်ကြီးလို့တော့မဟုတ်ဘူး။အဲအဲအဲ့ဒါဘယ်လိုခေါ်မလဲ။အဲကျွန်တော်အရင်မှုပါတယ်ပေါ့နော်အဲထားပါတော့ချင်းမော်ပဲထားအောင်ချင်းမော်ဆိုလို့ရှိရင်အဲ့ဒီအဲ့ဒီဖြတ်လို့မရတဲ့အထိကိုပါလာမိအောင်ပေါ့နော်အဲ့မှာဆိုကျွန်တော် no လို့ အဲ့လိုမျိုးကအသေးအသေးမွားလေးပေါ့မြင်မှုပါလာတဲ့အချိန်မှာကျွန်တော်အဲ့ဒီလိုညံ့ပြပြငိုတဲ့အချိန်တွေပါလေငိုတဲ့အချိန်တွေပါဆိုညံ့ပြပြပါသွားတဲ့အချိန်မှာဟုတ်အဲကိုပြန်ကြောက်လဲဘူးကောင်းနေဘူးကောင်းနေအဲ့လိုမပြောနဲ့အဲ့လိုပေါ့နော်မှုပါသွားရင်ရှာလွတ်လွတ်နဲ့ထွက်သွားပါပေါ့ဆိုတော့အဲ့လိုလေးပေါ့နော်အခုဒီဒီကားမှာဆိုတော့ကျွန်တော်လည်းတူတူပဲ ဟာအင်္ဂလိပ်စာကြီးကိုလုံးဝဆရာကြီးဘာလို့ဖြစ်နေတာမဟုတ်ဘူးဒါပေမဲ့အကျင့်ပါနေတာပေါ့ဒီကားမှဆိုရင်လည်းစကားပြောမြင်နိုင်ရပါတယ်ရှော့ရမယ်အဲဆရာကြီးဆရာတယောက်ဘယ်လိုပြောမလဲအဲ့လိုမျိုးကတော့တော်တော်လေးကစကားလေးကိုပြင်ပြမှာပါဟုတ်